အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရဗျာဘေးကင်းလုံခြုံကြပါစီလို့ဆန္ဒပြုပါတယ်ဒီနေ့မှာလဲ renew agency ပေါ့နော် renew agency ကနေပြီးတော့အစီအစဉ်တစ်ခုဖြစ်တဲ့နိုင်ငံရေးသုံးသက်ချက်အစီအစဉ်ပေါ့ဗျာကျွန်တော်တို့ကနိုင်ငံရေးသုံးသက်မယ်ပြီးရင်ကျွန်တော်တို့ကအဖြေရှာမယ်ပေါ့ဗျာသုံးသက်အဖြေရှာတဲ့အစီအစဉ်ပေါ့နော်အဲဆိုတော့ပြောချင်တာကတော့ဒီအစီအစဉ်ကနေပြီးတော့ လူပုဂ္ဂိုလ်တူတူတယောက်တစ်ဖွဲ့ပါဗျာဒါတွေကိုကျွန်တော်တို့ကချစ်ချင်းမုန်းညင်းနဲ့ပြောနေတာမဟုတ်ဘူးဆိုတဲ့သတင်းစကားတွေလည်းအဲဒီအလေးနဲ့ထားပြီးပြောကြပါမယ်ကျွန်တော်တို့ပြောနေတာဒီဓမ္မတိတ်တိုင်ကြကြပါเนาะအပြုသဘောဝေဖန်ထောက်ပြနေခြင်းဖြစ်ပါတယ်ကိုယ့်ကိုယ်လည်းကျွန်တော်တို့ဝေဖန်နေပေါ့ဗျာเนาะနောက်တစ်ခုကတော့ဝေဖန်နေဆိုတဲ့အနေအမှာလည်းအလွန်ရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီတော်လိုင်းရေးကိုဥဆောင်ရွက်လုပ်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုကျွန်တော်တို့ကတံပိုးထားလို့အလေးထားလို့အတိမတ်ပြုလို့နော်နောက်တစ်ခုကတော့လေးစားလို့ကျွန်တော်တို့ကဝေဖန်ထောက်ပြနေခြင်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဝေဖန်ထောက်ပြနေတဲ့ဥစ္စာတွေကလည်းတကယ်တည်းကျတော့အစိုးမြင်မဟုတ်ဘူးလို့ကိုယ့်ကိုယုံကြည်တယ်ပေါ့နော်ဗလင်းလုံနေတာမဟုတ်ဘူးအဲနောက်တစ်ခုကတော့တိုက်ခိုက်နေတာမဟုတ်ဘူးအဲရှီရင်ဆွဲရှိပြီးသားအဖွဲ့အစည်းတွေကိုဖျက်သိမ်းမှုကျွန်တော်တို့ပြောနေခြင်းမဟုတ်ဘူးအဓိကကတော့ပြည်သူလူထုဘက်ကိုမျက်နှာမူပြီးတော့ ဒီ online juice ဝါကိုရှေ့ရှုဖို့ကျွန်တော်တို့ပြောနေခြင်းဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ထောက်ထားစရာလည်းရှင်းတယ်ဗျာထောက်ထားစရာပြည်သူလူထုမျက်နှာကိုပဲကျွန်တော်တို့ကထောက်ထားအောင်ပြည်သူလူထုကိုပဲကျွန်တော်တို့အလေးထားမှာ။ဘာကြောင့်လဲဆိုတော့ပြည်သူသားလေအဓိကဆိုပြီးတော့လူထုခေါင်းဆောင်ဒေါက်ဆန်းစုကြည်လည်းပြောခဲ့တယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့အဲကျွန်တော်တို့ကတော့ရှင်းတယ်ညာ။ပြည်သူလူထုရဲ့အကျိုးစီးပွားကိုပဲအဓိကထားပြီးတော့ ျွန်တော်တို့တွန်လိုင်းရဲ့အမြဲတမ်းပြီးမြောက်အောင်မြင်ဖို့အတွက်ကိုပဲရည်ရွယ်ပြီးတော့ဒီအစီအစဉ်လေးကိုဆောင်ရွက်နေခြင်းဖြစ်တယ်လို့တင်စကားပါခြင်းနဲ့နောက်တစ်ခုကကျွန်တော်တို့အစီအစဉ်ဘောပေါ့နော်အဲ YouTube မှာအဲဝင်ရောက်ကြည့်ရှုအားပေးပေါ့နော်အဲနောက်တစ်ခုကထောက်ခံပေါ့အဲနောက်တစ်ခုကဝေဖန်ပေါ့ဒါတွေကိုလည်းကျွန်တော်တို့ကကြိုးစုတယ်ဗျာ အဲကျွန်တော်တို့ကဒီ comment တွေကိုပေါ့နော် comment တွေကိုလည်းအလေးထားပြီးတော့ကျွန်တော်တို့ဒီစောင့်ကြည့်နေတယ်ဆိုတဲ့သတင်းစကားလေးကျွန်တော်ပါချင်ပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အာထပ်ပြောပါမယ်အဲကျွန်တော်တို့ comment တွေပေးနေတာတွေဒါတွေကိုလည်းကျွန်တော်တို့အလေးကြီးထားပြီးတော့စောင့်ကြည့်နေတယ်ဆိုတဲ့သတင်းစကားလေးပါချင်ပါတယ်လို့အဲ့ဒီအတွက်ကြောင့်မလို့အဲဒီနေ့ကကျွန်တော်တို့ရဲ့အစီအစဉ်ပေါ့နော် renew and then agency ကနေပြီးတော့ season နဲ့နိုင်ငံရေးအသုံးသက်ချက် season ကဒီနေ့ဆိုတလပြည့်သွားပြီပေါ့ဗျာတလပြည့်သွားတဲ့အခါကျတော့လေဒီတလပြည့်တဲ့နေ့မှာပဲအထူးထူးခြားခြားလေးတွေလည်းပြောဖို့ကျွန်တော်စဉ်းစားရတယ်ပေါ့နော်ဆိုတော့အဲဒီခေါင်းစဉ်အရာဆိုရင်ပေါ့နော်ခေါင်းစဉ်အရာဆိုရင်တော့အဲဒီဗျာဒိတ်ဒေါ်လာမဟာမိတ်ဆိုတဲ့စကလုံးပေါ့ဗျာဗျာဒိတ်ဒေါ်လာဟာမဟာမိတ်စကလုံးကိုဘယ်သူကပြောတာလဲပေါ့နော် အဲ့ဒါကတော့ရှင်းတယ်ဒီနေ့ကတော့နိုင်ငံတကာစစ်ရာဇဝတ်ကောင်ပေါ့နော်အမင်းအွန်လိုင်းနဲ့နိုင်ငံတကာစစ်ရာဇဝတ်ကောင်ပဲအတူအဆင့်တစ်ဆင့်မြင့်နေသူကအာဒီဒီဖောင်းနာထုတ်ထားပြီးသားပေါ့နော်အာဒီရုရှားတမရပေါ့နော်အာတော့ပူတင်ပေါ့နော်အာသူတော်ချင်းချင်းသတင်းလေးလေးပေါ့နော်မသူတော်ချင်းချင်းသတင်းလေးလို့ပေါင်းဖက်တွေ့တာတွေနဲ့ပတ်သက်လို့ကျွန်တော်ဒီနေ့အစီအစဉ်မှာအာဒီတင်ပြအာဒီသုံးတတ်ပေါ့နော်ဆွေးနွေးသွားမှာဖြစ်တယ်ဆိုတဲ့သတင်းစကားလေးပါကြပါတယ်လို့ ။အဲဒါသူကအဓိကဘာပြောသလဲဆိုတော့ဒါမကြသေးခင်ကမကြသေးခင်ရက်ပေါ့နော်။အဲဒီတမရပူတင်ရဲ့အဲဒါဖိတ်ကြားချက်အရာဆိုပြီးတော့သူကအယံမြင့်တာဗျာ။အဲကဘာနျူကလ িয়ার ဖိုရာလုံးသွားတက်တာ။ဆိုတော့တကယ်တကယ်ကြတော့ဒီအချမ်းဖက်ပေါ့နော်အချမ်းဖက်သမားတွေကိုစုဖွဲ့ထားတဲ့အချမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့အဲကျွန်တော်တို့အခုဆိုရင်တော့ငကုစကစအုပ်စကမပေါ့ဗျာအဲဆိုတော့ဒီအချမ်းဖက်ခေါင်းဆောင်ပေါ့နော် အာဒီအဲ့မဲအွန်လိုင်းအနေနဲ့ပေါ့နော်အဲသူ့ကိုတော့သူ့ရဲ့မဟာမိတ်လည်းဖြစ်တယ်ပေါ့နော်အဲဒီပူတင်ကဖိတ်တယ်အဲကမ္ဘာနျူကလ িয়ার ဖိုရမ်ပေါ့နော်အဲ့လိုနိုင်ငံတကာအခမ်းအနားတွေတက်ခွင့်ရတဲ့အတွက်ကြောင့်မလို့အဲသူကလည်းအယူပုံမြောက်ပေါ့ဗျာနော်အခမ်းမသိရင်အဲတိကျောက်တောင်မှဒီနေ့ရောက်ပေါင်းပြီးတော့ကောက်စားမယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်သတိထားမိတယ်ပေါ့နော်ပြောကျင်တာကဒီရပိုင်းအတွင်းမှာငါတလောက်နဲ့အဲကျွန်တော်တို့လက်ဖက်တို့ပေါ့နော်ဒီပလိုမစီပေါ့ အဲ့ဒါလေးကိုမပြောခင်မှာအဲ့ဒီမတိုင်ခင်မှာကျွန်တော်2023ပေါ့နော်2023မှာသူကဆင်လီမှာ6កောင်ပေါ့နော်ဒါဒီရုရှားဖက်ဒရေးရှင်းနဲ့ကျွန်တော်မြန်မာနိုင်ငံတန်တမာရေးရာဆက်ဆံရေးတန်တမာရေးရာဒီဆက်ဆံနဲ့85နှစ်မြောက်ပေါ့နော်စင်ရူပေါ့နော်အဲ့ဒီမှာသူကဒီဆင်လီမှာ6កောင်ကိုဒါသူကလက်ဆောင်ဖြစ်ပေးတယ်ပေါ့နော်ဆိုတော့အရှိမလဲအဲဒီကျွန်တော်စင်ဒီပလိုမေစီပေါ့ အဲ့ဒါအခုကြတော့လဲငါတလောက်လက်ဖက်တော့ WMC ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတော့ကျွန်တော်ကခြေစင်းကျွန်တော်ပြောနေတာပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒီမှာကျွန်တော်ဘာပြောကျင်လဲဆိုတော့နံပါတ်1တစ်ချက်ကသူပြောတာကဂေါရမမြတ်စွာဘုရားကိုသူအသုံးချတာဗျတကယ်တကယ်ကြတော့လေအဲမလုတ်တင်မလုတ်ထိုက်တဲ့ကိစ္စဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတော့မလုတ်တင်မလုတ်ထိုက်ဘူးလို့ပြောတာ तू ကတော့အာဒီဘာမဆိုလုံရဲတယ်လို့သူကပြောထားတဲ့အတွေ့အကြုံမလို့အဲဒီဂေါရမမြတ်စွာဘုရားကိုလည်းသူအသုံးချမှာ နောက်တစ်ခါသူအရှိမတုံးချခဲ့တာတွေလေအများကြီးပဲလူမျိုးရေးတွေဘာသာရေးတွေပေါ့နော်အဲတော့ Federal Democracy ပေါ့ဗျာနောက်တစ်ခါတရားမျှတမှုပေါ့ဗျာငြိမ်းချမ်းရေးပေါ့နော်ဒါအခုဆိုရင်လေယူကောက်ပွဲပေါ့နော်သူအဲလက်နဲ့ပြစ်သူအတုံးချတာဆိုတော့ तू ပြောကျင်တာ तू ဘာလဲဆိုတော့ဟာဗျာဒိတ်တော်လာဟာဒါမှမဟာမိတ်နဲ့ပတ်သက်လို့ဟာကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ပေါ့နော်နောက်2500ကျော်ကဟာဂေါရမမြတ်စွာဘုရားကဗျာဒိတ်ပေးခဲ့တယ်ပေါ့နော် ဖြားလိုက်ပြီးခဲ့တယ်ပေါ့နော်အဲ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အဲဒီပူတင်နဲ့ပေါ့နော်ပူတင်နဲ့ဒါသူနဲ့ကြားမှာပဲနော်အဒီမဟာမိတ်တွေဖြစ်တယ်ဆိုတော့ပုံစံမျိုးပေါ့နော်အဲ့ဒီအဲ့ဒီ narrative ကိုသူကဒါကိုသူကတင်ပြီးပြောတာပါအမှန်တော့အဲပူတင်ရှိသွားပြီးတော့ဂျင်းထဲတာဗျဂျင်းထဲတာဆိုတော့ဟိုကလည်းမြောက်ပေးတဲ့အခါကျတော့ဘာပဲပြောပြောဝမ်းမြောက်တယ်ပေါ့နော်ဝမ်းမြောက်နောက်တစ်ခုကျွန်တော်ဗာလီပြောခြင်းလဲဆိုတော့ ဒီလိုမျိုးရှေ့မှာကုရုံးလုပ်တာတွေအတုံးချတာတွေကသူပြည်ရင်းမှာလည်းမဟုတ်ဘူးဗျာနော်နိုင်ငံတကာဟိုပါသူကနော်အာဒီအတုံးချတာတွေကုရုံးလုပ်တာတွေဒီလိုမျိုးတွေပြောလာတဲ့အခါကျတော့တကယ်တကယ်ကြတော့သူကတာမဘာသာ69ခုမွေးပြီးတော့အဲ့တိုင်းပြည်ကိုပြန့်အောင်သူကလှုပ်နေတာတကယ်တကယ်ကြသာသနာညှိုးနှွမ်းစေဖို့နဲ့ပါအာသူ့ကိုကျွန်တော်တို့ကအရေးယူအပြစ်ပေးရမှာဗျာဒါကြောင့်လဲဆိုတကယ်တကယ်ကြတော့ဗုဒ္ဓဘာသာကိုလေသူကယုံကြည်တာမဟုတ်ဘူးနော်နံပါတ်1တစ်ချက် နောက်တစ်ခုကဗမာလူမျိုးကိုလေသူကဟောပြီးတော့ချင်းမြောက်ခြင်းနဲ့စိတ်လုံးဝမရှိဘူးချင်းမြောက်ခြင်းနဲ့ဆန္ဒလုံးဝမရှိဘူးဒါကြောင့်ဖျားတွေတည်တည်ကြောင်းနေဆောင်တယ်အဲ့ဒါတွေအားလုံးဒီသူ့အကျိုးစီးပွားပဲဖြစ်တယ်နော်ဆက်အနာတိရန်ခံမြဲရေးနေအဲ့ဒါသူ့သဆိုးရှည်ဖို့ပေါ့ဗျာဒါဘယ်သူကယူရပြီးတော့လုံနေတယ်လို့ကျွန်တော်ကတော့အဲသုံးသက်ချက်မှာတယ်ဗောနတစ်ဆက်ဆက်တည်းပြောနေတာကအဲဒီဂေါရမမြတ်စွာဘုရားကပဲပေါ့ဗျာနော်ဂေါရမမြတ်စွာဘုရားကပဲအဲဒီကဘာစစ်ကဘာစစ်ရာဇုကော နှစ်ကောင်ပေါ့ဗျာနော်ဒီတကောင်မှဒါဗျာရိတ်ပေးတယ်လို့လို့ပေါ့ဗျာဒါ तू ကဒီလိုမျိုး तू ကအခွက်တွေထွင်ထားတာဗျာအဲ့ဒါရှိမျိုးဇန်လမ်းပဲဗျာနော်အဲဇန်ညိုကတော့ तू ပဲဒါပေမဲ့ကျွန်တော်တို့က short မတွေ့ဘူးဟာ तू အယူလို့ပြောတယ်ဗျာရုပ်ဆောင်အောင်အယူဖြစ်နေအောင်မှာ तू ကအယူပါဗျာနော်အင်္ဂါတက်ပြီးတော့ तू ကဘာလို့မှလဲဆိုတော့ရှင်းမချိပါမယ် ဟောပုတ်ကိုဗျာဟာသူဘာမစလို့ရဲတယ်ဗျာဘာမစလို့ရဲတဲ့အတွက်အတင်းကလိမ်ဖို့လည်းသူကဝင်မလေးဘူးဗျာလိမ်ဖို့လည်းချင်းတက်ဖို့လည်းဝင်မလေးဘူးအတုံးချဖို့လည်းဝင်မလေးဘူးခုတုံးလို့ဖို့လည်းသူကဝင်မလေးဘူးအဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒါဒီဒီအဲ့အချမ်းပဲဆက်ကမှာပေါ့နော်အချမ်းပဲဆက်ကမှာနည်းရုရှားဆက်ဆံရေးပေါ့နော်အဲဒါလေးလည်းကျွန်တော်ကအဲ့ဒီအနေငယ်တင်ပြခြင်းနဲ့ပေါ့အဲ့ဒါဘာလဲဆိုတော့ရုရှားမြန်မာဆက်ဆံရေးအခုမှမဟုတ်ဘူးဗျာကျွန်တော်တို့ လက်လွတ်လပ်ရေးရပြီးသွားတဲ့နောက်ပိုင်းပေါ့1948ပေါ့နော်1948ကျွန်တော်တို့လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာငဘုံတော့ကျွန်တော်တို့ရုရှားဖက်ဒရေးရှင်းမဖြစ်သေးဘူးပေါ့ဗျာဆိုပြီးရဲ့ပြည်တော်စုပေါ့နော်အဲ့ဒီဆိုပြီးရဲ့ပြည်တော်စုနဲ့ဒီဆက်ဆံရေးကိုဘယ်လိုပုံစံမျိုးစခဲ့တယ်လဲပေါ့နော်စတာတော့ရှင်းတယ်ဗျာဘယ်လိုပုံစံမျိုးစခဲ့လဲဆိုရင်ဒီနှစ်နိုင်ငံပေါ့ဗျာရင်ကျင်းမှုတွေ ဟာဖလဲရယ်ဆိုတဲ့ပုံစံမျိုးနေတယ်စခဲ့တယ်နောက်တစ်ခုကတော့စံရောင်းပြီးခဲ့တယ်ပေါ့နော်စံရောင်းပြီးခဲ့တယ်နော်ဆိုဗီယက်ကိုနော်စံရောင်းပြီးခဲ့တယ်ဆိုဗီယက်ကလေအပြန်လန်အားဖြစ်ပေါ့နော်သူကဘာလုပ်ပြီးလဲဆိုတော့အဲ့ဒါတော့ကျွန်တော်တို့အဲကျွန်တော်အမှတ်မမအောင်ဆိုရင်အစာဦးသုံးခုပေါ့နော်အဲ့ဒီအစာဦးသုံးခုကနံပါတ်1တစ်ချက်ကကျွန်တော်အင်းရလင်ဟိုတယ်အင်းရလင်ဟိုတယ်ကဆိုဗီယက်ကစောက်ပြီးခဲ့တာ နောက်တစ်ခုကကျွန်တော်ရန်ကုန်စပ်မှုတက္ကသိုလ်ကျွန်တော်တို့အခေါ်ကတော့ R&D ပေါ့နော်အဲတကယ်အဲရှင်းပြောရင်မြန်မာနိုင်ငံရေးမှာအ R&D ဆိုတဲ့ရန်ကုန်စပ်မှုတက္ကသိုလ်ကလည်းဒါတမိုင်းတောင်းရတတော်လေးကိုနော်ပြောင်မြောက်တယ်ပေါ့နော်အဲတမိုင်းတွင်ကြံရစ်စီမဲ့အဲဒီဒီဟိုနေပေါ့အဲလောက်ရက်တွေစိတ်သက်တွေကိုမျိုးဆက်တွေကိုမျိုးဖားပေးခဲ့တဲ့ကျွန်တော်တို့ရဲ့ဘူမိနဲ့တန်ပေါ့နော်နောက်တစ်ခါတောင်ကြီးဆက်ဆက်တွန်စီရောအဲ့ဒီသုံးခုတော့ ါကျွန်တော်မှတ်မိတယ်ပေါ့နော်အာ तू ကအပြန်လာအပြည့်သွားစောက်ပေးခဲ့တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတန်းရွှေလက်ထက်ဆင်အာနာရှင်နော်ဆင်အာနာရှင်တန်းရွှေလက်ထက်1990အဲ့ဒါပြည့်လွန်ပါလေအဲ့အဲ့နှစ်တွေမှာ तू ကဘာလုပ်လဲဆိုတော့အဲ့တော့ရုရှားနဲ့စစ်ရေးဆက်ဆံမှုတွေစခဲ့တယ်တော်တော်ကြာပြီနော်1990ဆိုတော့နှစ်ပေါင်း30ကျော် ကျွန်တော်တို့ဆယ်စုနှစ်လေးစုဖြစ်သွားပြီအဲ့မှာသူကဘာစလို့လဲဆိုတော့တန်းရွှေလက်ထက်မောင်အေးလက်ထက်တဲကခင်ညွတ်လက်ထက်တဲကနေပြီးတော့ကျွန်တော်တို့ရုရှားဖက်ဒရေးရှင်းကိုသူကပညာတော်အသင်းတွေဆီလွတ်တယ်ဗျတတ်ထက်ကလည်းတက်အရာရှိတယ်ပေါ့နော်နောက်ကဒီဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ပညာရှင်တွေပေါ့နော်တတ်နဲ့ပတ်သက်တဲ့သူတို့မိသားစုပေါ့သူတို့နဲ့ပတ်သက်တဲ့လူတွေကိုပညာရှင်တွေနဲ့ဆီလွတ်တာအဲကိန်းကနအရာဆိုရင်ကျွန်တော်တတောင်း ကျော်သွားပြီပေါ့နော်အဲစစ်တက်သူတွေတော့နည်းပညာတက်သူတွေပေါ့နော်ဒါမျိုးတွေသူတို့ကပညာသင်ဆေလွတ်ခဲ့တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့2021ပေါ့နော်အာဒီတကြော့ပြန်ပေါ့နော်အနာသိန်းတာ၄ချိန်ရှိသွားပြီဗျာကျွန်တော်58ပါကျွန်တော်ထက်ထွက်ထားတာเนาะအလုံးပေါင်းကျွန်တော်၄ချိန်ပေါ့နော်အခုအဲနိုင်ငံတကာစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ကတကြော့ပြန်ကျွန်တော်တို့အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာထူးခြားလာတာက ်အခုချိန်ပြီပေါ့တောက်လျှောက်ပေါ့နော်သူကလုံရွေးတောင်စီမှာလဲသူကဗီဒီယိုအာနာရှိတယ်လေနော်ရုရှားဖက်ဒရေးရှင်းကသူကအဲ့ဒီဗီဒီယိုအာနာနဲ့ကိုတောက်လျှောက်ပေါ့ဗျာတောက်လျှောက်သူကအကာအကွယ်ပေးခဲ့တာထောက်ခံပေးခဲ့တာအခုချိန်ပြီပဲဆိုတော့ကျွန်တော်ဘာလေးကိုသွားပြီးတော့သတိရလဲဆိုတော့အာနာသိအာနာလှုပ်လိုက်တဲ့အချိန်မှာရှင်းတယ်ဗျာနော်သူကနိုင်ငံတော်ပေါ်တစ္ဆာဖောက်ပြပုံကံမှုစချူးလွန်တာလေအဲ့သူရေးဆွဲခဲ့တယ်စိတ်တိုင်းကြပါတော့နော်အဲဆန်ခါနှစ်လောက်ရှိတာပါနော် 63ဆိုတော့ဗောနော်ဆိုတော့အဲ့ဒီ2008ခြေဘူးဗောနော်ဒါဟုတ်လဲသူကချိုးဖောက်တာဗျာဒါဟုတ်လဲကြောခိုင်းပြီးတော့သူအာနာလူအာနာသိမ်းတာဗောနော်ဆိုတော့အာနာသိမ်းပြီးနှစ်နှစ်အတွင်းမှာသူကစီရင်နဲ့ပတ်သက်တယ်ဗောနော်နော်1ဘီလီယံကျော်1ဘီလီယံကျော်ကျွန်တော်တို့တမိုးရှိတယ်ဆက်လက်နေပစ္စည်းတွေကိုသူကပြပကနေဝယ်တယ်ဗောအဲ့ထဲမှာအများဆုံးကတော့ရုရှားဖက်ဒရေးရှင်းအဲ့ဒီမှာတွေကခိုင်ခိုင်မာမာရှိနေတယ် ဒါကိုကျွန်တော်ဘာနောက်ထပ်ဘာသွားသတိရလဲဆိုတော့တန်းရွှေလက်ထက်ခင်ညွတ်လက်ထက်မောင်အေးလက်ထက်မှာပဲမြောက်ကိုရီးယားနဲ့ဒီလိုချိန်လိုက်တာမြောက်ကိုရီးယားမြောက်ကိုရီးယားကိုတန်တမာဆက်တယ်ဖြတ်ထားတာနော်ချန်တူးကလက်ထက်မှာမြောက်ကိုရီးယားကိုနော်အဲကျွန်တော်ချန်တူးအောင်ကိုအဲကျွန်တော်အာဇာနီကုန်းမှာလှုပ်ချန်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာလေကသူကတန်တမာဆက်တယ်ဖြတ်ထားတာဒါတော့နေဝင်အစိုးရပေါ့နော်ဆိုတော့အခုကြတော့သူကပြန်ပြီးတော့အဲတန်တမာရေးရအရာပေါ့နော်သူကပြန်ပြီးတော့ဆက်တယ်ပြီးတော့သူကအဓိကလိုချင်တာနျူကလီးယား ောက်တစ်ခုကကျွန်တော်တို့ကြက်ပြင်းပေါ့ဗျာနေပြီးတော့ကြက်ပြင်းမှာသူတို့ကသူများဟိုတာဟိုလားသူတို့ကလှုပ်ရဲတာဗျာနော်ဒီလူတွေကလှုပ်လှုပ်ရဲတာပဲရှိတယ်ခံရဲတဲ့လူတွေမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မလို့သူတို့ကသူတို့လုံခြုံရေးကိုသူတို့ကအဓိကထားပြီးတော့ကျွန်တော်နေပြီးတော့မှာအနာဂရောင်းနေပေါ့နော်လှိုင်ကောင်းနေအဲ့ဒီလှိုင်ကောင်းကြီးပညာကမြောက်ကိရိယာကျွမ်းကျင်တယ်ဗျာနော်မြောက်ကိရိယာရဲ့ expert တွေပေါ့နော် ်စစ်ရေးရ expert တွေကလည်းကျွန်တော်တိုင်းပြည်ထဲမှာအခုချိန်ထိရှိနေတာရုရှား federation expert တွေကလည်းရှိနေတယ်ဒါတော့တရုတ်နဲ့ပတ်သက်တဲ့နေရာကပိုတိုးလာပြီပေါ့နော်ဒါလေးကိုကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့အဲ့ဒါကဘသူရဲ့အစီရင်ခံစာလဲဆိုရင်ကုလသမဂ္ဂရဲ့အစီအစဉ်ဆာတစောင်းမှာကျွန်တော်တို့လေ့လာကုန်ရတာ1ဘီလီယံဆိုတာနည်းနည်းတော့မဟုတ်ဘူးနော်ဒေါ်လာတန်း1000နော်တော်တော့ရှင်းပြောရင်ဗျာတိုင်းပြည်ရဲ့ဘတ်ဂျက်ဗျာတိုင်းပြည်ရဲ့မြေပေါ်မြောက်ရေပေါ်ရေရောသဘောတန်သဘောတန်စရာပစ္စည်းတွေကိုတခိုးစင်းနဲ့ရောင်းနေတာနော် ဲ့ဒီအတွက်ကြောင့်တခိုးသေးနဲ့ရနေတယ်တရုတ်ကလည်းသူ့ဘက်ထောက်ခံတာလေရုရှားဖယ်ရီးယားကလည်းသူ့ဘက်ထောက်ခံတာမြောက်ကိုရီးယားလည်းသူ့ဘက်ထောက်ခံတာအခုအိန္ဒိယတော့ထပ်တိုးလာတယ်သူ့ထောက်ခံတယ်ထိုင်းလည်းဒီတိုင်းပဲသူတို့အကျိုးမြတ်တွေရနေတာလေသူတို့အကျိုးစီးပွားအတွက်ကအာဒါအချင်းကြီးလိုဖြစ်နေတာပေါ့အဲ့ဒီအတွက်ကြောင့်မလို့ဟိုတည်းကနိုင်ငံတကာစစ်အရာစုကမင်းအောင်နိုင်ကတိုင်းပြည်ကိုလက်ညှိုးထိုးရောင်းနေတာနော်လက်ညှိုးထိုးရောင်းနေတာဆိုတော့အဲ့ဒါကြီးကတော့ကျွန်တော်တို့ကဘလို့မှလက်ခံလို့မရဘူးပေါ့နော်နောက်တစ်ချက်ကျွန်တော်ကဘာပြောချင်လဲဆိုတော့ အဲဒီဒီအများဆုံးရောင်းချတဲ့အထက်မှာရုရှားဖက်ဒရေးရုရှားဖက်ဒရေးရှင်းနေနဲ့အဲသူတို့ရောင်းချတယ်ပေါ့တဆက်ဆက်တဲ့ကျွန်တော်ကဘာပြောချင်လဲဆိုတော့ယူကရိန်းကိုပေါ့နော်2021ဖေလာတရက်နေ့မှာနော်အာဒီဟိုနဲ့အကြမ်းဖက်အဲဒီဒီစစ်ခေါင်းဆောင်ကနေပြီးတော့အာနာသိန်းနေနောက်နေ့ပေါ့2021ဖေလာမှာပဲ နော်ယူကရိန်းကိုနော်ရုရှားဖက်ဒရေးရှင်းကအကြောင်းပြချက်ကဗျာတကယ့်ကိုပြက်လုံးဗျာဟာတဗျာသူကဘာလို့ငြိမ်းချမ်းရေးအတွက်ဟုတ်မနော်အထူးစစ်စစ်ဆိုတော့သူတို့ဘာအတိုင်းမျိုးကျူးကျော်တာနော်ကျွန်တော်တို့ကကျူးကျော်တဲ့လူကျူးကျော်တယ်လို့ပဲမြင်ရမယ်လေ ။ဒါမတရားမှုပဲလေ။တိုင်းပြည်သေးသေးလေးကိုသွားကျူးကျော်တာလေ။ဒါပေမဲ့သူလည်းမှန်းညက်နဲ့နှစ်ထပ်မကိုက်ဘူးဗျ။ဆရာတပည့်တွေကအပိုင်ပေါ့ဗျာ။တစ်ပတ်လောက်နဲ့သိမ့်မယ်ပေါ့။နှစ်ပတ်လောက်နဲ့သိမ့်မယ်။တစ်လလောက်နဲ့သိမ့်တယ်။ဒါပေမဲ့အခုချိန်ကြီးလေ။ဘယ်နှစ်ရှိသွားပြီလဲ။2020 2023 2024 2025 2025။မနိုင်ဘူး။ဘာကြောင့်မနိုင်တယ်လဲ။နော်။ယူကရိန်းကလည်းရှင်းတယ်ဗျာ။ယူကရိန်းကပြက်ပြက်သားသားကျူးကျော်တဲ့ပူတင် ဟုတ်ပြီနော်အစိုးရကိုပြက်ပြက်သားသားသူ့ဘက်ကနေပြီးတော့ဆန့်ကျင်တာဗျာအဲ့ဒါ तू ကဒီတိုင်းပဲငုတ်ခံခဲ့တာမဟုတ်ဘူးနော်သူ့ကိုလာပြဲတယ်ဗျာနော်ကျွန်တော်အတူချုပ်လေးပါသူ့ကိုလာခဲ့တယ်သို့တော်ညာလဲကဲချင်းရင်းနဲ့တိုင်းပြည်ကိုခဲ့တဲ့ပြည်သူလူထုကိုခဲ့တဲ့အဲ့သူ့ကိုလာခဲ့တဲ့ဘာတောင်းမှမရှိဘာကြောင့်လဲဆိုသူ့နဲ့ပြည်သူလူထုကတရားတယ်ပဲရှင်းတယ်နော်အဲ့ဒါကျွန်တော်တို့ကနမူနာယူရမှာနော်နော်ကျွန်တော်တို့ထဲမှာတော့တခါလေဟိုလိုတန်ယုံကိုတကား တခါတည်းခောက်တာခောက်တာခောက်ပြီးတော့ကျွန်တော်တတိယနိုင်ငံကိုပြေးဖို့ကြိုးစားနေတဲ့ချိန်မှာဇလန်စကီဟာသူ့ပြည်သူလူထုနဲ့တသားတယ်သူ့ဇနီးလည်းဒီတိုင်းပဲနော်အခုကတော့ကျွန်တော်တို့တတိယနိုင်ငံကိုအဲဒီအိမ်ဘဝအစအကုန်ခေါ်သွားတာဒါကြီးကတော့တော်တော်လေးကိုအယုတ်ဆိုးကြီးတန်တယ်ပေါ့နော် ပြောတော့လေလူထုရဲ့ဟုတ်ပြီနော်အဲဒါလူထုအဓိကလို့ပြောတယ်ပြည်သူလူထုအဓိကလို့ပြောတယ်တကယ်တကယ်ကြတဲ့လက်တွေမှာတခြားစီပဲပေါ့နော်အဲနောက်တစ်ခုကကျွန်တော်ဗာပြောတင်လဲဆိုတော့သူယူကရိန်းကိုကျူးကျော်တယ်ပေါ့နော်နော်ကျူးကျော်ပြီးတော့ ဟာနဲ့နှစ်ယောက်ပေါ့မတူတော်ချင်းတဲ့တဲ့င်းလေးလေးပေါင်းဖက်တွေ့သူပေါ့နော်လာပြီဒီမှာလာပြီဆိုတော့ဘာလောက်လာလဲဆိုတော့ Russia Federation ရ Russia Federation ရဲ့တိုက်လေရင်တယ်ပေါ့နော်ဂျက်တိုက်လေရင်တယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော် MI 35ပေါ့ MI 35ရဲ့အဲ့နဲ့နောက်တစ်ခုက MiG ပေါ့နော်နော်အဲ့ MiG 29ရဲ့ MI 35ရဲ့နောက်တစ်ခုကကျွန်တော် Yak ဆိုတာရှိတယ် YAR ပေါ့နော်အဲ့အဲ့ဒီအဲ့ဒီအဲ့ဒါနော်နေကတိုက်လေရင်နောက်တော့တန်ခိုးရတာဒါတွေပေါ့ အဲ့ဒါလေးသူကတောက်လျှောက်သွင်းနေတယ်ဒါကြောင့်ဘာနဲ့သွင်းလဲဆိုတော့ကျွန်တော်ချက်တက်ပြောပါမယ်အဲ့ဒါဘာလဲဆိုတော့သွေးဆွွင် emoji ရေနံသဘောတန်ငွေအဲ့ဒါဗျာတစ်နှစ်တစ်နှစ်ရတာဒေါ်လာတန်းနေချီပြီးရတာဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကတော့အုပ်စ조사နေပါတယ်နော်အော်ဒါဟိုနေ့ကသွေးဆွွင်เนี่ยပတ်သက်တဲ့ဟုတ်ပြီနော်အဲတကိစ္စတွေနဲ့တော်တော်များများပေါ့ CSU တွေ NGO တွေအဲဒါနဲ့ပတ်သက်လို့ဖြတ်တောက်ရေးပေါ့နော်သွေးဆွွင်ဖြတ်တောက်ရေးနော်ဒေတာရင်းနိုင်ငံတကာကိုထုတ်ဖောက်ပြီးတော့ ဟာဒီတွန်းတက်တက်လှုပ်နေကြတယ်ပေါ့နော်ဒါအဲ့ဒါလည်းလောလောဆယ်တော့100%မအောင်မြင်သေးတဲ့အတွက်အဲ့ဒီအရာတွေဝင်ငွေတွေကမနေဘူးပေါ့နော်အဲနောက်တစ်ခုကကျွန်တော်ဗားလေးတစ်ခုပြောချင်လဲဆိုတော့ကျွန်တော်တို့အဲ့ဒီတိုက်လေရင်နေတယ်အဲ့ဒီတန်ရကာတွေနဲ့တော်လိုင်းဟင်းအင်အားစုတွေနော်ပြည်သူလူထုအပေါ်မှာသူအချမ်းပတ်စစ်ပွဲဆင်နေလားဒါကြောင့်ရုရှားဖက်ဒရေးရှင်းပဲဖြစ်ဖြစ်တရုတ်ပဲဖြစ်ဖြစ် အခုလိုမျိုးပြည်သူလူထုအပေါ်မှာအကြမ်းဖက်စစ်ပွဲဆင်နွှဲနေခြင်းကကိုကစစ်ရာဇဝတ်မှုတွေလူသားမျိုးနွယ်တွေအပေါ်မှာကျူးလွန်တဲ့ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေလူမျိုးလုံးတပ်ဖြတ်မှုတွေလူစုလိုက်ပြုံးလိုက်တပ်ဖြတ်မှုတွေဆိုတဲ့ရာဇဝတ်မှုတွေကိုရုရှားဖက်ဒရေးရှင်းတို့ကအားပေးနေတဲ့အတွက်ထောက်ခံနေတဲ့အတွက်တရုတ်ကလည်းဒီတိုင်းပဲထောက်ခံနေတဲ့အတွက်အားပေးနေတဲ့အတွက်အဲ့ဒါပူရတဲ့အခါမှာဒါကိုကျွန်တော်အတိလင်းကျွန်တော်ပြောကျင်တယ်အဲ့ဒီအတွက်ကြောင့်မလို့သူကဆက်အနာတီဒတ်ခိုင်မြဲရင်းနဲ့ ူတကူရေးစာအကျိုးစီးပွားအတွက်သက်ဆိုးရှင်ဖို့အတွက်ကို2018မှာသူက SU တက်တီပေါ့နော်အရန်ဆွမ်းရည်ရမ်းမြင်တာ6စီ6စီ2018မှာဆာကျွတ်ထုတ်တာနော်အားလုံးပေါင်းလိုက်တန်း400ရှိတန်း400နော်အဲ့တော့သူကဝယ်သုံးတာဝယ်သုံးတာဆိုတော့အဲ့ဒါနဲ့ပတ်သက်လို့လေဆာကျွတ်ထုတ်တယ်အဲ့ဒီ6စီစလုံးအခုရောက်နေပြီအောက်6စီနဲ့ပဲအလုပ်လုပ်နေတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ ဒီ2000နဲ့အဲ့23ခုနရှစ်မှာလဲကျွန်တော်ပြောပါတယ်เนาะအဲ့တဏမာဆက်ဆက်ရေ80နဲ့အဲ့9နှစ်ပြည့်အဖြစ်အဲ့ဒီအချမ်းဖက်အဲ့မအာလာပေါ့เนาะမအာလာနေပြီးတော့ရုရှားကိုဆင်6កောင်ပေါ့ဆင်လီမှာအဲ့6កောင်လက်ဆောင်ပြီးတယ်เนาะအဲ့အဲ့ဒါခုနရှစ်မှာကျွန်တော်ပြောသလိုပေါ့အဲ့နိုင်ငံတကာအဲ့ကျွန်တော်တို့မီဒီယာတွေပေါ့เนาะအဲ့နိုင်ငံနိုင်ငံတကာသတင်းဌာနတွေမှာလဲဘယ်လိုပါလာလဲဆိုတော့ဒါနဲ့ပတ်သက်လို့ပေါ့เนาะဒါနဲ့ပတ်သက်လို့ ျွန်တော်တို့ဒီဟာနဲ့စင် WMC ပေါ့နော်စင် WMC တန်ငင်းတမန်ခင်ဆက်ဆံရေးဆိုပြီးတော့ဒါတွေဖော်ပြဖော်ပြပေးခဲ့တယ်ပေါ့နော်အဲ့တော့တစ်ဆက်ဆက်တည်းကျွန်တော်ပြောချင်တာကဒီလူတွေကပူတင်ကရောနော်ရှီချင်းပင်ကရောနိုင်ငံရေးရလူရဝင်အောင်တန်တမန်ရေးရရလူရဝင်အောင်စီရင်နဲ့ပတ်သက်လို့လေအောင်မြင်အောင်တိုက်ဖို့အတွက်ကိုအပြည့်အဝ သူ့ကိုအခုညီပေးနေတာနော်ထောက်ခံတယ်တခြားလုံးမဲနော်တာတာတာညင်းလို့မရတဲ့ကိစ္စနောက်တစ်ခုကဘာရသွားလဲဆိုတော့အပြန်အလှန်ပေါ့ဗျာလီရင်နေရောင်းပေးတယ်စစ်လက်နက်ပစ္စည်းတွေရောင်းပေးတယ်ရုရှားဖက်ဒရေးရှင်းကအဲ့လိုရောင်းပေးတဲ့အတွက်ကြောင့်မလို့သူက၄ချိန်မြောက်ခီးစဉ်၄ချိန်မြောက်ခီးစဉ်နဲ့အဲ့ဒီမှာ तू ကရုရှားကိုသွားပြီးတော့အမှန်တော့ဗျာမျက်နှာလိုမျက်နှာရပေါ့ဗျာ तू ကခြေစလုံးပဲဖက်ရဖက်ရနော် ရှင်းပြောရင်ဥပဲအခါ60လောက်ထားချရဝစ်သွားပြီးတော့ပေါ့နော်သူအဲ့လိုကဘာလုပ်လာလဲဆိုတော့တရားမဝင်နဲ့အာနာလူထားတဲ့ဒီလိုဆက်အာနာရှင်တွေကနော်သူကဘာလုပ်လဲဆိုတော့တဝယ်ရင်နဲ့စီမံကိန်းအပါဝင်တဝယ်ရင်နဲ့စီမံကိန်းအပါဝင်စီမံကိန်း၉ခုကိုရုရှားကိုလုတ်ပိုင်မပေးလိုက်တယ်နော်ဒါကြောင့်တိုင်းပြည်ကိုလက်ညှိုးထိုးနော်ရောင်းစားနေတဲ့အထက်မှာထိတ်ဆုံးကပါလာတယ်ထိတ်ဆုံးကပါလာတယ်အဲ့ဒီအတွက်ကြောင့်မလို့ ဒေတာတွေပထဝီအနေထားရဟောတင်တကဘူဟာရဟောဟုတ်ပြီနော်အသူ့ရဲ့ဆောင်ရွက်ချက်တွေဒီခင်းစဉ်ရဲ့လေးဟိုတည်းကလေးကောင်းမြောက်ခင်းစဉ်ရဲ့နော်ဟာဒီဒီအကျိုးဆက်ပေါ့နော်အကျိုးဆက်ကဘာရသွားလဲဆိုတော့ဟိုတည်းမြန်မာပိုင်နဲ့ပေါ့နော်မြန်မာပိုင်ရင်းနဲ့စိတ်ကန်းတစ်ခုကိုသူကပြီးပြီးပြင်းရသွားတယ်နောက်တစ်ခုကအဲ့ဒီခင်းစဉ်လေးကောင်းမြောက်ခင်းစဉ်မှာပဲသူတို့အိမ်မက်ပေါ့ဗျာဆက်အာရှင်ရဲ့အိမ်မက် နျူကလ িয়ার အိမ်မက်ပြတာတော့သူကရားလက်စစ်လို့သူကပြောတာတယ်တကယ်တကယ်ကျတော့အဲ့ဒီအနေပြီးတော့မြောက်ကိုရီးယားလေးဒီတိုင်းမပြောတာပဲလေအခုမြောက်ကိုရီးယားမှာနျူကလ িয়ার ထိပ်ပုဒ်ဓာတ်ဟုတ်ပြီနော်ဒုံးကျည်တွေအများကြီးဖြစ်သွားပြီဆိုတော့အဲ့ဒါကျွန်တော်တို့တိုင်းပြည်တွေအလွန်တရာမှအနေရကြီးတယ်ဗျာသူကပြောတာတော့ဒါရှာအကူညီနေတယ်ပေါ့ဗျာအသေးစားအနည်းငယ်တာအပေးဆက်ရုံစောက်ဖို့သဘောတူညီရခဲ့တယ်အခုအခုအခုခီးစင်မှာဒါတွေနဲ့ပတ်သက်လို့စာချုပ်ထုတ်လိုက်ပြီနော်အဲ့တော့မကြခင်မှာ တကယ်စအရင်ဆောင်ရွက်တော့မှာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီအချိန်မှာသူကတောက်လျှောက်လှုပ်လာတယ်ဗျာသူ့လှုပ်သူလှုပ်နေတာနော်ကျွန်တော်တို့ကသူ့ကိုမအားနာနိုင်ဘူးနော်သူ့ကိုမအားနာနိုင်ဘူးသူ့ကိုမထားစီနိုင်ဘူးဆိုတော့မချောက်လေဆဲအနိုင်တိုက်ရင်းနဲ့ပတ်သက်လို့ပြင်ဆင်ထားတာတွေဒီမှာပြည်ပြင်ဘာမှမရှိဘူး NUG MOD မှာလည်းမရှိဘူးဟုတ်ပြီနော် MOD NUG MOD နဲ့အရာဝတွေနဲ့ကြားမှာလေနိုင်ငံရေးအရာခိုင်မာအားကောင်းတဲ့မူဝါဒလမ်းစဉ်တွေချပြီးတော့အပြန်အလှန်သဘောတူညီရဲ့အပြန်အလှန်ဂရိကုတွေမရှိဘူး နောက်နောက်တစ်ခုဟာအညာမှာရှိနေတဲ့ online အင်အားစုတွေပြန်ကျင်းနေတဲ့ online အင်အားစုတွေကိုလည်းစုစည်းပြီးတော့ NUG MOD ကဥဆောင်ပြီးတော့အညာတပ်ပေါင်းစုရဲ့အခုချိန်ထိမတိဆောက်နိုင်မတိဆောက်နိုင်လေလေပုံရံသူကတော့ဗျာသူ့အလုပ်သူလုပ်လာတဲ့အခါကျတော့သူ့ရဲ့ပေးရချက်နောက်ကိုကျွန်တော်တို့လိုက်နေခြင်းကကိုကဒီနေ့ကမ္ဘာနိုင်ငံကြီးဇက်ခုံမှာသူ့ကိုမိတ်ဖက်တယ်မဟာမိတ်တယ်မြောင်များစွာ ပေါ်ပေါက်စီတယ် ကျွန်တော်တို့ဒီဘက်မှာစစ်နိုင်တဲ့ကြီးတော့ကျွန်တော်ဘာမှမလုပ်နိုင်သေးဘူးလေစစ်ရေးရဘာမှလည်းကျွန်တော်တို့ဖျားမပေးနိုင်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကလမ်းဖွင့်ပေးထားတယ်လို့ဖြစ်နေတယ်ဗျာသူ့ကိုကျွန်တော်တို့အချိန်ကြီးပေးနေတယ်လို့လို့သူ့ကိုအခွင့်အရေးပေးထားတဲ့ပုံစံမျိုးတွေသူ့ရဲ့အနာဂတ်ကငကိုတော့မှိမ့်မိနေတာအခုဆိုရင်သူ့ရဲ့အနာဂတ်ကတော်တော်လေးကိုတောက်ပါလာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကဲကောင်းပြီအဲ့ဒါဆိုရင်အခုတွေ့နေတာမတူတော်ချင်းချင်းတရင်းလေးလေးပေါင်းဖက်တွေ့ဆိုဆိုတဲ့နေရာမှာကျွန်တော်ဘာလေးတစ်ခုပြောတင်လဲဆိုတော့ တကယ်တော့သူဟာတရားမဝင်ဘူးဗျာနော်တရားမဝင်ဘူးသို့တော်냐လေအဲ့သူအရှိမလုတ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ဘာတခုပြောလဲဆိုတော့အဲ့ဒီအဲ့ဒီအဲ့ဒီဗျာဒိတ်ကိစ္စနဲ့ပတ်သက်လို့ပေါ့နော်။ तू ကဖွင့်ရပြီး तू ကဘာပြောလဲဆိုရင်မြတ်စွာဘုရားရဲ့တဲ့နော်ဗျာဒိတ်တော်မှန်နေပြီတဲ့မြတ်စွာဘုရားရဲ့ဗျာဒိတ်တော်ကမှန်နေပြီဖြန်နေပြီဖြစ်တယ်ဆိုတော့ तू ကဖွင့်နေပြီးတော့အဲ့ तू ပြောတာဘယ်လိုတော့ပြောလဲဆိုတော့စင်တွေကိုလွတ်ဆောင်ပေးတာတဲ့နော် အာနာရှင်အဆက်ဆက်ကစင်ကဗျာဒေါက်တာသန်းတို့ပြောတဲ့အဲဒီစကားကိုကျွန်တော်ချင်းကားပြီးပြောပါမယ်သူ့ကိုမေးတယ်ပေါ့နော်စင်ဖြူတွေ့တယ်လို့ပြောတယ်တဲ့ဒေါက်တာသန်းတို့ကဘာပြောလဲဆိုတော့အဆင်ဖြူမဟုတ်ဘူးတဲ့နော်ဒါကအဲဒီအရေးပြားယောဂါပေါ့ဗျာခရူသင်းလို့ပြောနေတာကျွန်တော်လူမာလက်ခရူသင်းရှိတယ်လေစင်မာလက်ခရူသင်းရှိတယ်အဲ့တော့အဖြူမဟုတ်ဘူးတဲ့အဲ့တော့ယောဂါရနေတဲ့အရေးပြားယောဂါရနေတဲ့စင်တဲ့ ဆိုတော့စင်ပြူမြင်တိုင်းတိုင်းပြည်တိုးတက်ရမယ်ဆိုပြီးဗျာစဉ်းစားစဉ်းစားကြည့်တော့ဗျာနော်အဲဒီလိုမျိုးဂျင်းနေထက်တာဘသူ့ကိုသွားပြီးဂျင်းထက်လဲဆိုတော့ပူတင်ကိုသွားပြီးဂျင်းထက်တာကနော်ပူတင်ကဘယင်ဖြစ်တယ်တဲ့ နော်နောက်တစ်ခုကသူကဘာထပ်ပြောလေးလဲဆိုတော့သူကတော့မရှက်မကြောက်ဗျာကျင့်ဝင်သိက္ခာမဲ့နော်မလုံရဲဘူးဆိုတာကမပြောရဲဘူးဆိုတာဘာမှမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့လှုပ်နေတာကိုကျွန်တော်မိမောင်းထိုးပြနေတာဗျာနော်အဲ့ဒီအတွက်ကြောင့်မလို့သူကဘာပြောလဲဆိုရင်နံပါတ်တစ်ချက်ကနော်ခုနဒီဗျာရိတ်ကိုသူကကိုးကားပြီးတော့ပူတင်ရဘီဖြစ်တယ်တဲ့ရုရှားဟာတဲ့လက်နဲ့အရာမှာထိတ်တန်းရောက်နေပြီတဲ့ဟုတ်နော်မြောက်ပြောက်ပြင်ပြောနေတာနော် ဒါကြောင့်မြတ်စွာဘုရားရဲ့ဓာတိကမှန်နေတယ်ဆိုပြီးတော့ तू ကဖွင့်နေပြီ तू ကပြောတယ်အဲ့အတွက်ကြောင့်မလို့စင်ကိုလက်ဆောင်ပေးတယ်ဆိုတာကတဲ့ရှေခိဘယင်နေအချင်းချင်းတဲ့ရှေခိဘယင်နေအချင်းချင်းတန်ရင်းတမန်ကြီးရလက်ဆောင်ပနာစတာစတာတာဆက်ဆက်တာကြတာဖြစ်တယ်ဆိုပြီးတော့ तू ကအဲ့ဒါကိုကိုးကားတယ်ဆိုကြပါစို့ဗျာနော် तू လက်ဆောင်ပနာပေးတာဆိုဘယင်ချင်းချင်းပူတင်လဲဘယင်ကလည်းပြင်မယ်နော်အဲ့ဒါဘာကြောင့်လဲအဲ့ဒါအဲ့ဒါတခြားမဟုတ်ဘူးအဲ့ဒါကဂေါရမမြတ်စွာဘုရားရဲ့ဓာတိတော် ဆိုတော့စဉ်းစားကြည့်ဗျာနော်ယူတာတော့ယူတယ်နော်ဘာယူတာလဲအာနာယူတယ်တမရယူတယ်အနည်းငယ်ရှိတယ်အနည်းငယ်ရှိတယ်အဲ့ဒီကြောင့်မသူ့ကိုရှော့မတွက်နဲ့ဘုံရံသူရှော့မတွက်နဲ့ तू तू လို့ तू လုံနေတဲ့အချိန်မှာအခု၅နှစ်ပြည့်ကံဒီမှာ तू ဘယ်လောက်ထိရှေ့ရောက်သွားပြီလဲပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့ကအဲဒီအထူးတတိချက်ဖို့တော့လိုတယ်ပေါ့နော်ဒါကြောင့်ဘလို့ကြီးပဲပြောပြောဗျာနော်စင်ဒီပလိုမစင်ဒီပလိုမစီတန်ငင်းတမန်ငင်းဆက်ဆံရေးပဲပြောပြော နောက်တစ်ခုကကျွန်တော်တို့မက်တလာပေါင်းတဲ့လက်ဖက်တုပ်ပေါ့ဗျာဒီပလိုမစီဆက်ဆံရေးပဲဆိုဆိုနောက်ဆုံးကျွန်တော်အချုပ်ပြောချင်တာကတော့ဗျာဒိတ်ဒေါ်လာဟုတ်ပြီနော်အနာမဟာမိတ်ပဲပြောပြောဒါတွေအားလုံးဒီသူ့စစ်အာဏာတည်တန်းခိုင်မြေကြီးအတွက်နော်သူ့အကျိုးစီးပွားတစ်ခုတည်းအတွက်သူ့ရဲ့နော်အာဏာယူအိမ်မက်ကိုလက်တွေ့အကောင့်တွေပေါ်ဖို့အတွက်နော်သူမလုံရဲတာမရှိဘူး ဆိုတဲ့အပေါ်မှာမတူပြီးတော့2021ဖေလာတရက်နေ့မှာเนาะအာနာလှုပ်ပြီးအာနာသိမ့်ပြီးတော့ကျွန်တော်တို့ចောင်းသားလူငယ်တွေ generation Z တွေပြည်သူလူထုတရက်လုံးရဲ့အိမ်မက်တွေဘဝတွေအနာဂတ်တွေဖျက်ဆီးပလိုက်တာအဲ့အတွက်ကြောင့်မလို့ ဒီလိုလှုပ်တဲ့လှုပ်ရိုက်ပြီးအပေါ်မှာနိုင်ငံတကာစိတ်ရာဇဝတ်ကောင် ဖြစ်နေပြီးသူ့ကိုအမြန်ဆုံးကျွန်တော်တို့ကဖောင်းရထုတ်ဖို့ကျွန်တော်တို့ဝမ်းပြီးတော့စူးစမ်းရမှာလေနဲ့တော့ကျွန်တော်တို့တိုက်လို့မရဘူးအဲ့ဒီအတွက်တောင်အဲ့ဒီအတွက်ကြောင့်မလို့သူကတော့သူ့လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကို သူကလှုပ်လာပြီးကျွန်တော်တို့ကလည်းကျွန်တော်တို့လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုကျွန်တော်တို့လှုပ်ဖို့တော့အလွန်တရာမှအရေးကြီးတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ရောက်လာပြီးဆိုတဲ့သတင်းစကားကျွန်တော်ပါကျင်တယ်မြည်တော့ပင်စိုးစေကမှု နော်ဘုံရံသူကသူ့အလုပ်သူလုပ်မယ်ကျွန်တော်တို့ကလည်းကျွန်တော်တို့အလုပ်ကျွန်တော်တို့လုပ်မယ်သူကတော့လိန်ဖို့ညာဖို့နော်အဲကဘာကိုပြည်ဒေသတွင်းကိုနိုင်ငံတကာကိုဝင်မလေးတဲ့လူနော်အဲ့ဒီအတွက်ကြောင့်မလို့ကဘာရောလူလိန်လို့လေကျွန်တော်တို့ကသူ့ကိုနော်အတိလင်းကျွန်တော်တို့ကဆွဆွဲတာသူလုံနေကြနေတဲ့နဲ့ပတ်သက်လို့ကျွန်တော်တို့လက်ခံနိုင်စရာအကြောင်းမရှိဘူးအခုဆိုရင်နော် ဒီဆက်ဆံရေးတွေနဲ့ပေါ့နော်ဒီဗျာဒိတ်ဒေါ်လာမဟာမိတ်ဆိုတဲ့ဒါဒီဆက်ဆံရေးတွေဟာဘလောက်တောင်မှအနေကြီးလာလဲဆိုရင်ရုရှားဘက်ကနေပြီးတော့ရုရှားဘက်ကနေပြီးတော့ဒီရုရှားဖက်ဒရေးရှင်းနဲ့မအားလာပေါ့နော်ဒီအချမ်းပြမအားလာဂျာမာစီရင်မဟာမိတ်တွေလှုပ်လာပြီနော်စီရင်မဟာမိတ်တွေလှုပ်လာပြီတန်တမာရေးရရနိုင်ငံရေးရရစီရင်ရမဟာမိတ်တွေလှုပ်ပြီးတော့ရုရှားဖက်ဒရေးရှင်းကကျွန်တော်တို့တိုင်းပြည်အပေါ်မှာကုန်သွယ်ရေးနဲ့ပြည်ထောင်နိုင်ငံရေးဩဇာ ဟုတ်ပြီနော်လွှမ်းမိုးလာပြီအလွန်တရားမအာနယ်ကြီးကြီးလာပြီနော်အဲ့ဒီအတွက်ကြောင့်မလို့သူလက်ရှိအလုပ်နေတဲ့ရည်ရွယ်ချက်တွေအားလုံးဒီနော်သူ့အတွက်ပဲဖြစ်တယ်အခုစစ်တပ်ဆိုတာကလည်းဖက်စစ်စစ်တပ်ဆိုတာကလည်းဒါသူ့အကောင်ပဲပြဖို့ပဲဖြစ်တယ်ဒါကြောင့်ဖက်စစ်စစ်တပ်ဒီသူ့အတွက်လူသားတိုင်းကြီးနော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဘက်ကလည်းပြတ်သားဖို့လိုပြီ ကျွန်တော်တို့ဘက်ကလည်းကိုယ့်လူကိုလှုပ်ဖို့လူပြီးဒီတိုင်းပဲသူ့ကိုတော့ကျွန်တော်တို့ကလမ်းဖွင့်ပေးရလို့မရဘူး။နော်သူ့ကိုကျွန်တော်အချိန်ပေးလို့မရဘူး။သူ့ကိုအခွင့်အရေးတွေပေးလို့မရဘူး။သူ့မျော်လင့်ချက်တွေနဲ့ပတ်သက်လို့နော်ကြည်ကြည်ပြတ်ပြတ်ပေါ့နော်။နော်ကျွန်တော်တို့ကပေးရလို့မရဘူး။ပြတ်ပြတ်သားသားနောက်ဆုံးကျွန်တော်ချုပ်ချင်တာကနော်မရှိမဖြစ်လိုအပ်နေတဲ့နော်စစ်အနိုင်တိုက်ရေးအတွက်မရှိမဖြစ်လိုအပ်နေတဲ့ view အမြောက်မာမိတ်တပ်ပေါင်းစုကိုအများဆုံးတိဆောက်ပါ။နောက်တစ်ခုကနော်ညဉ့်ညွန်ရေးပေါ်မှာအခြေပြုတဲ့ နော်ညညရင်အခြေခံမူပေါ်မှာနော်အခြေပြုတ်တယ်ကျွန်တော်တို့အချင်းချင်းကြားမှာဆက်ဆံရေးကိုသူတော်မှမေးဆက်ဆံရေးကိုမျိုးစုံလုပ်နေတာလေနော်ဆိုတော့ကိုကိုဘက်ကလည်းနော်ဗျူဟာမြောက်နော်မာမေးမာမိတ်တပ်ပေါင်းစုနဲ့ဗျူဟာမြောက်ကျွန်တော်တို့မာမိတ်ဆက်ဆံရေးကိုအမြန်ဆုံးခိုင်ခိုင်မာမာတိဆောက်ပါလို့ဒီနေရာနေပြီးတော့เนาะ NUGO ဟောနောက်တစ်ခုက MODO ဟော NLD ကိုရော CIA page ကိုရော NUCC ရော EA EA တွေအားလုံးပါဒီနေရာနေပြီးတော့အထူးပေါ့နော်နော်ကျွန်တော်တောင်းဆိုချင်ပါတယ်လို့ဒါလောက်နဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုအဆုံးသတ်ပြအဆုံးသတ်ပါမယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်လို့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာ